။ပရီးမီးယားလိဂ်လာတာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့ဘရိုင်ယန်ဘူမို။ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒါရီဒါရီပိုင်ကိုထွင်းရဲကျွန်တော်က YouTube Facebook နဲ့ TikTok ကိုရရှိနေပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာညီကိုချမ်းသာညီနဲ့ပြည့်စုံကြပါစေခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ဒါ EA Sport ကနေချီးမြှင့်နေကြ Premier League တလတ်တာအကောင်းဆုံးကစားသမားဆိုအော်တိုဘာလာအတွက်ကိုတော့ဒါ United အသင်းရဲ့ Dyson Mu Brian Bubu ကနေပြီးတော့ရရှိခဲ့တာဖြစ်ပါတယ် ဒါ Brian Momo အနေနဲ့တခါအတာအော်တိုဘာလာအတွင်းမှာဆိုရင်ဒါကစားခဲ့တဲ့၄ဘွဲမှာ၃ခုသွင်းပြီးတော့တကိုးဖန်တီးခဲ့တဲ့အနေအထားမျိုးမှာဆိုရင်တော့ဒီစုကိုထိုက်တဲ့တန်ရရှိခဲ့တာဖြစ်ပါတယ်။ဒါ Brian Momo ကဒီ Sunderland နဲ့ဘွဲစဉ်မှာသူ့အနေနဲ့ဂိုးတော့မသွင်းဘူးဒါပေမဲ့သူဒါတကိုးဖန်တီးပေးနိုင်ခဲ့တယ်။ဒါပြင်မှာဒါ Liverpool နဲ့ဘွဲစဉ်မှာဆိုရင်လည်းဒါဘွဲစ62စက္ကန့်နဲ့ရနေပြီးတော့ဒါအဖွင့်ကိုရရှိအောင်ဆက်ဆောင်ပေးနိုင်ခဲ့တဲ့တကိုးသွင်းခဲ့တယ်။ဒါအပြင်ကိုမှကျွန်တော်တို့ဒါ Brighton ကိုအနိုင်ရရှိတဲ့ဒါ4-2နဲ့အနိုင်ရရှိခဲ့တဲ့ဘွဲစဉ်မှာဆိုရင်လည်းဒါနှစ်ဂိုး တွင်းယူထားခဲ့ပြီးတော့ဒါကျွန်တော်တို့နောက်ဆုံးဒီ foreign northern forest နဲ့ပွဲစဉ်မှာဆိုရင်တော့ဒါသူ့အနေနဲ့ဒါကိုတွင်းယူနိုင်ခဲ့ကျွန်တော်မရှိဘူးဒါတော့အော်တိုဘာလာပြောမှဆိုသူ၄ဘွယ်ကစားတယ်၃ကိုတွင်းနဲ့တကိုဖန်တီးခဲ့တဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ Brian Bumo ကဒီကျွန်တော် United အသင်းကိုဒီနေ့ရာသီမှတ်တာပြပေါင်82တန်းနဲ့ပြောင်းရွှေ့လာတဲ့ကစားသမားဖြစ်ပါတယ်အဲ့တော့ပြောင်းရွှေ့လာခဲ့ရတကယ့်ကိုခြေစွမ်းပြနေခဲ့ပြီးတော့သူ့အနေနဲ့ဒါအဖွင့်ကိုဒါ United အတွက်ပေါ့နော် United အတွက်ကစားသမားဘောကအဖွင့်ကိုတော့ဒါ ကရဘောင်းကပ်ပွဲစဉ် round 2ပွဲစဉ်ဖြစ်တဲ့ Greensby Town နဲ့ပွဲစဉ်မှာသူ့အနေနဲ့သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒါ United တိုက်စစ်မှာဇာ Matias Cunha, Benjamin Shakuro နဲ့အတူတွဲပြီးတော့ဒါအမြဲတမ်းကျွန်တော်တို့မြင်တွေ့ရတယ်။ဒီ Brian Bumo ကတော့တကယ်ကိုမှချေဆွမ်းကောင်းတာညာဝင်းတစ်လျှောက်မှာဆိုရင်လည်းဒါ Ahmed Diallo နဲ့တွဲပြီးတော့တကယ်ကိုချေဆွမ်းပြကစားနေတဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။အဲ့တော့ Brian Bumo က ဒီနေ့ရဒီ Brandford ကနေပြီးတော့ပြောင်းရွှေ့လာကြတဲ့က United မှာ တကယ့်ကိုအကောင်းဆုံးပုံစံတစ်ခုကိုရနေပြီးတော့ဒါကျွန်တော်တို့ဒါ United ကနေပြီးတော့ချီးမြှင့်တဲ့တလတာအကောင်းဆုံးကစားသမားစုကိုလည်းသူအချိန်နှစ်ချိန်ရရှိခဲ့ပြီးဖြစ်ပါတယ်ဒီအော်တိုဘာလာအတွက်ကိုတစ်ချိန်ရတယ်ပြီးခဲ့တဲ့ဒါ August လကဒါရာသီအဖွင့်တလတွင်မှာလည်းသူ့အနေနဲ့စပြီးတော့ရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်ကျွန်တော်တို့ Brian Bumo အတွက်ကတကယ့်ကိုမှာအပေါင်းလက္ခဏာဆောင်တဲ့ဒါကျွန်တော်တို့ အခြေအနေတစ်ခုကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တစ်ခုစဉ်းစားမှာကဒါ Brian Bumoti ခြေစွမ်းပြတာမှန်တယ်။ဒါပေမဲ့လာမယ့်ဇန်နဝါရီဒီသမလနောင်ပိုင်းနဲ့ဇန်နဝါရီစောပိုင်းကာလတွေကကျွန်တော်ဒါအာဖရိကဘလားရှင်ပန်ကစားမယ့်အခြေအနေမျိုးမှာဆိုရင်တော့ဒါ Brian Bumoti ကို United အနေနဲ့လက်လွတ်ရဖို့အနေထားတော့ရှိတယ်။ဆိုတော့အဲ့ဒီနေရာကျွန်တော်တို့ဒါလက်ဝင်းတစ်ချောင်းမှာကစားနေသူတို့အာဖရိကကစားသမားနှစ်ဦးဖြစ်တယ်ကျွန်တော်ဒါ Brian Bumoti နဲ့ဒါ Ahmed Diallo ကို United ကနေပြီးတော့ ဟိုလက်လွတ်ရဖို့ရှိနေဒါအပြင်ပေါ်မှာဒီနောက်မှာကျွန်တော်တို့ဒါနန်နီရိုနဲ့တူပွဲထွက်ကစားဖို့အတွက်အများအားရှင်ပြိုင်နေရတဲ့မက်ဇရာဝီရှိတယ်ပေါ့နော်အဲ့တော့မက်ဇရာဝီလည်းဒါအာဖရိကဗလာအတွက်ကိုသွားရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်ဒီညာဝင်းတစ်ချမ်းလုံးကကျွန်တော်တို့ဒါကျွန်တော်တို့လူအင်အားလျှော့နေနေမှာဖြစ်ပါတယ်ဆိုတော့ဘရိုင်းဘူမိုနေရာမှာထားပါတော့ကျွန်တော်တို့ဒါအရင်တော့သုံးခဲ့တယ်မာတီးယပ်စ်ကွန်ညာနဲ့မေဆမောက်ကိုတွဲသုံးလို့ရှာကောင်းရပြီမဲ့ဒါဟုတ် right wing ဘက်မှာတုံးမယ်အာမတ်ဒီယာလိုနေရာဘယ်သူကအစားထိုးမှလဲဆိုရဲဟာလေတကယ်ကိုစိတ်ဝင်စားတယ်ကောင်းနေမှာဆိုတော့ဒီ Brian Bumo ကကျွန်တော် United အတွက်ကိုတကယ်ကိုမှအပေါင်းလက္ခဏာဆောင်တဲ့တိုက်စင်မှုဖြစ်ပါတယ်အဲ့တော့ Premier League ကနေပြီးတော့ချီမင်းနဲ့တလတာအကောင်းဆုံးကစားသမားဆို Player of the Month ကိုတော့ဒါကျွန်တော်တို့ United အသင်းရဲ့ကစားသမားတွေထဲမှာနောက်ဆုံးရရှိခဲ့တာတော့2025ခုနှစ်ဒါကျွန်တော်တို့ဒါပြီးခဲ့တဲ့ match လာပေါ့နော် match လာဒါရာသီဆုံးချိန်ပေါ့ဒါ2024 2025ဒါ Premier League ရာသီကုန်ဆုံးချိန်ကြီး ဒီမှာရရှိခဲ့တာကတော့ Bruno Fernandes ပဲဖြစ်ပါတယ်။အသင်းကောင်းဆောင် Bruno Fernandes ကဒီစုကိုရရှိခဲ့တာဖြစ်ပြီးတော့အခုတစ်ချိန်မှာတော့ဒါ United အတွက်ကိုဒါ Brian Bumo ကဒါထက်တဲ့တန်းနဲ့ရရှိစကူနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ပရိသတ်တွေကတော့ Brian Bumo ဒီလိုမျိုးရရှိတော့တာတန်ရင်လားဆိုတာကျွန်တော်ဒါကိုယ့်ဘက်မှာပြောပြပေးခဲ့လို့ရပါမယ်။ကျေးဇူးထူးပဲတင်ရှိပါခင်ဗျာ။